အဲ့တော့တင်ညာရဲ့သဘောတွေကစိတ်ထဲမှာမှတ်ရင်မှတ်တဲ့ထိုင်သိတာဆိုတော့အမှန်တရားကိုသိဖို့ပဲဖြစ်မလဲသို့တော့တင်ညာဆိုတဲ့နာမည်နဲ့ကောင်းတာလေးတွေမရှိဘူးလားဆိုတော့ရှိတယ်အနိစ္စတင်ညာတဲ့မမြဲတဲ့သဘောကိုဆင်ញင်စဉ်းစားဖို့အနိစ္စတင်ညာဆိုပြီးတော့ဟောထားတာရှိတယ်သဘောဝတရားတွေဟာတကူမှမမြဲဘူးလို့စိတ်ထဲမှာမှတ်သားတဲ့တင်ညာကတော့ ပညာဘက်ကိုဥဆောင်သွားလို့တင်ညာလို့သုံးမိမယ်လို့နောက်ပိုင်းကျတော့ပညာလို့ပဲခေါ်ရတော့တာပေါ့နော်ဒုက္ခတင်ညာတဲ့ဆင်းရဲတယ်ဆိုတဲ့အမတ်သားအနတ္တတင်ညာကိုမပိုင်ဘူးကိုဆိုးမပိုင်ဘူးကိုလှုပ်ချင်တဲ့တိုင်းလှုပ်လို့မရဘူးဆိုတဲ့အမတ်တင်ညာအတုဘတင်ညာမတင့်တယ်ဘူးယွန်စပွဲကောင်းတယ်ဆိုတဲ့အမတ်တင်ညာအာဟာရပฏิကူလတင်ညာအစာအာဟာရမှာယွန်စရာတွေကိုတွေးတောပြီးတော့မှတ်သားတဲ့တင်ညာ အဲ့ဒီတင်ညာတွေကြတော့အမတ္တမတ္တမိုးရှိတယ်ကမ္မထမ်းဖြစ်တဲ့တင်ညာတွေပေါ့နော်ဒါကြောင့်မို့အဲ့ဒီတင်ညာတွေကတော့ရသော်ပြားအာပိအနိစ္စတင်ညာကိုပွားရမယ်တဲ့ဒုက္ခတင်ညာကိုပွားရမယ်ကိုယ့်ကိုစဉ်းစားပြီးတော့ကြည့်ပေါ့မမြဲဘူးဆိုတာကိုတွေးထားမမြဲဘူးဆိုတာခက်စိတ်စိတ်လေးမတွေးနိုင်ခက်ကြဲကြဲတွေးလိုက်ရဟုတ်ကလားခက်ကြဲကြဲတွေးတာအခုအသက် 50လောက်အရွယ်ရှိတဲ့ပုဂ္ဂိုလ်ကစနစ်တုံးကယုတ်ကလေးရှိသေးလားမရှိဘူးအဲ့ဒါမရှိတာချက်ချင်းခုံပြီးတော့မရှိတာလားတဖြည်းဖြည်းပြောင်းလာတာလားတဖြည်းဖြည်းပြောင်းလာပါဘူးအေးဒါမမြဲဘူးဆိုတဲ့သဘောကိုပြောတာအမေမွေးစာလေးတုံးကဘေဘီလေးကလေးပေါက်စာလေးအဲ့ဒီယုတ်ကလေးတွေရောရှိသေးလားရှိပါဘူးအားလုံးကပြောင်းနေတယ်ဆိုတာသိတာเนาะချက်ချင်းပြောင်းတာမဟုတ်ဘူး တဖြည်းဖြည်းလေးတစ်စက္ကန့်ပြီးတစ်စက္ကန့်ပြောင်းနေတာเนาะအခုတရားနာနေရင်လည်းပဲကိုယ့်ရုပ်ကလေးတွေပြောင်းနေတယ်လို့ပဲမှတ်ပြီးတော့ထိုင်စားကရုပ်တွေအခုမရှိတော့ဘူး copy တွေပဲကျန်တော့တယ်เนาะကိုယ့်ကိုယ်အစ်စ်လို့အောင်းမေးမနေနဲ့အိမ်ကလာတော့ကရုပ်တွေမရှိတော့ဘူးအခုက copy တွေအလားတရန်တူလို့သာအိမ်ကပြန်မှတ်မိကောင်းမှတ်မိမယ်เนาะ ဟိုခုနတုန်းကစနစ်တုန်းကယုတ်ကအနည်း90ကျတော့မရှိတော့တဲ့ယုတ်ဆိုဘယ်ကဧည့်သည်လာတာပါလိမ့်လို့အောင်းမိတ်မယ်ဟုတ်ကလား copy ဆိုတော့တော်တော်လေးတူးနေသေးလို့ copy ကအနည်း20 30ဆိုအများကြီးခြားနာသွားပြီငယ်ငယ်တုန်းကယုတ်ကိုယ့်ဟာကိုယ်တော်မှပြန်မှတ်မိတော့မှမဟုတ်တော့ငယ်ငယ်တုန်းကယုတ်နဲ့အသက်60ယုတ်နဲ့ပြန်ရှင်ကြည့်ဘယ်နဲ့နေပါတူတော့ဘူးတဲ့ဟုတ်ကလား အဲ့ဒါလေးစဉ်းစားလိုက်ရုံနဲ့ပဲအနိစ္စမမြဲဘူးဆိုတာမထင်ရှားဘူးလားမထင်ရှားပါဘူးအေးအဲ့ဒီမမြဲဘူးဆိုတာကြီးအစိမ့်ညစ်စရာမကောင်းဘူးလားမကောင်းပါဘူးမမြဲဘူးကိုကောင်းတယ်လို့ဘသူပြောမလဲကောင်းမှုပဲပြောမှာပဲအဲ့ဒီမကောင်းတာကိုပဲဒုက္ခလို့ပြောတာအဲ့ဒါလို့မဖြစ်ရအောင်ကို့မှာဘာဘာတတ်နိုင်တဲ့စွမ်းရည်တတ္တိရှိတော့အားမရှိတတ်နိုင်ရဲ့လားတတ်နိုင်ပါဘူးခင်ဗျာမမြဲတာကြီးကို ထာဝရပြောင်းနေတာကြီးကိုမပြောင်းရအောင်ဆိုပြီးတော့ရတတ်နိုင်တဲ့တကောအာဏာပါပါရှိရလားမရှိပါဘူးကိုယ်ဆန္ဒအတိုင်းဖြစ်တာရောဟုတ်ကဲ့လားဟုတ်ပါဘူးဗျာအေးဒါကြောင့်မလို့အနတ္တလို့ပြောတာအဲ့ဒီတင်ညာလေးတွေကိုတော့ပွားရမယ်တဲ့ကိုယ်ခန္ဓာကိုယ်ဟာယွန်းစရာကောင်းတယ်မတင့်တယ်ဘူးဆိုတဲ့အမှတ်တင်ညာကိုလည်းပဲပွားရမယ်တဲ့ဟာကောင်းတဲ့ဘက်ကကြည့်ပြောတဲ့တင်ညာလေးတွေပေါ့နော်